မင်္ဂလာပါရှင်။မိုးသားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။တောင်လနဲ့ကအဖွဲတည့်ရနံလေးဟာတိတော့ညာလေးကွန်စစ်စင်ရေးစတင်ခဲ့ပြီးနောက်ပိုင်းမျိုးတွေကိုထိန်းချုပ်နိုင်ခဲ့ပြီမြေတခြားတစ်ဖက်မှာတော့မဟာမိတ်လနဲ့ကအဖွဲတွေနဲ့ပိုင်နဲ့နေမြေအငင်းပွားမှုတွေရှိလာခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းတောင်လနဲ့ကအဖွဲဟာရှမ်းလနဲ့ကအဖွဲတစ်ဖွဲဖြစ်တဲ့ SSPB SSA အဖွဲနဲ့ပိုင်နဲ့နေမြေအငင်းပွားမှုတွေဖြစ်ခဲ့ပြီးတော့စီးတင်းမာခဲ့ပါတယ်။ ရုပ်သံဖိုင်ထဲမှာ SSPP SSC အဖွဲ့ရဲ့စီရင်ဟာတောင်းတမှုအခြေအနေနဲ့တရားနယ်ရအဖွဲ့နယ်ဖြစ်ပွားနေတဲ့အငင်းပွားမှုတွေကိုပြောပြပေးသမှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Like and Share လေးလုပ်ပေးပါအောင်ရှင်။ပြည်ထောင်စီမြန်မာနိုင်ငံမှာ2020တခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း နနေ့ကိုင်းတိုက်ပွဲတွေဖြစ်လာခဲ့တာဟာလင်းနေကြော်လာပြီးဖြစ်ပါတယ်။ဒီလင်းနေကြော်ကာလတွင်တောင်းလနဲ့ကိုင်းအဖွဲ့တရနန်လီအဖွဲ့အပါဝင်တိုင်းသာလနဲ့ကောင်အဖွဲ့တွေဟာမျိုးတွေကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့လက်ရှိချိန်မှာတော့တိုင်းသာလနဲ့ကောင်အဖွဲ့တွေကြားပိုင်နဲ့နယ်မြေအငင်းပွားရာကနေစီးရဲတင်းမှာပေါ်ရရှိလာခဲ့လို့သိရပါတယ်။လက်ရှိချိန်မှာလည်းတောင်းလနဲ့ကောင်အဖွဲ့တရနန်လီနဲ့ရှာလနဲ့ကောင်အဖွဲ့စီတကူဖြစ်တဲ့ SSPB SSA တို့ကြားအငင်းပွားနေပြီးတော့ စီးတင်းမာနီရဲ့လို့ကက်ချင်မီဒီယာတခုဖြစ်တဲ့ KSSM သတင်းဌာနကမလ24ရက်မှာဖော်ပြထားပါတယ်။တရနလီယာတေတုံညာနှစ်ကုန်စစ်စင်ရေးစတင်ခဲ့ပြီးနောက်ပိုင်းမျိုးရီကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်ဂိုကန်လနဲ့ကအဖွဲ MNDAA ကက်ချင်လနဲ့ကအဖွဲတွေ KYA တို့နဲ့ပိုင်းနယ်နယ်မြေအငင်းပွားမှုတွေမကြခဏဖြစ်ပွားခဲ့ပြီးလက်ရှိချိန်မှာတော့ SSPP SSA နဲ့ပိုင်းနယ်နယ်မြေအငင်းပွားခဲ့တယ်လို့သိရပါတယ်။မလ23ရက်နေ့က ရန်မြင့်နယ်မြောက်ပိုင်းမိုးမိတ်ခရိုင်မှာအငြင်းပွားခဲ့တာဖြစ်ပြီး TNL အဖွဲ့တွေက SSPP SSA ကိုစီးရင်အရှဖိအားပေးမောက်ထုတ်ခဲ့ရာ SSPP အဖွဲ့က TNL အဖွဲ့ဝင်တွေကိုတနက်ပြစ်ဖောက်တတိပေးခဲ့တယ်လို့သိရပါတယ်။ဒါပြင်မလ22ရက်နေ့ကလည်းလဲတီကြီးရွာမှာစကန်ချနေတဲ့ SSPP SSA တပ်ကိုလည်းစောက်ခွာသွားဖို့ TNL တပ်မဟာ3တပ်ဖွဲ့ဝင်တွေကနှစ်ကြိမ်တော့ရောက်ပြောဆိုခဲ့ပြီးတော့နှစ်ဘက်စီတင်းမာခဲ့လို့သိရပါတယ်။ တကယ်တော့ SSPB အဖွဲ့နဲ့ TNN အဖွဲ့ကြားအရင်တည်းကစီးတင်းမာမှုတွေရှိခဲ့ပြီးပြည်ကမ်းမှုတွေလည်းဖြစ်ပွားခဲ့ပုံတယ်လို့သိရပါတယ်။2024ခုနှစ်ဇူလိုင်လအတွင်းတောင်းလနဲ့ကန်အဖွဲ့ TNN နဲ့ရှမ်းလနဲ့ကန်အဖွဲ့ SSPB အကြားအပြန်အလှန်ပြည်ကမ်းမှုတွေရှိခဲ့ပြီး TNN အဖွဲ့ကတရင်မှုတွေကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။2024ခုနှစ်ဇူလိုင်လ5ရက်နေ့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်နောက်ပိန်နယ်တေဘောမြို့နယ်တို့မှာ TNN နဲ့ရှမ်းလနဲ့ကန်အဖွဲ့ SSPP အကြတိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပြီး TNN အဖွဲ့ရဲ့ပထမတန်းစစ်ဦးစီးအရာရှိတအုပ်တရင်434၄နဲ့တရင်989တို့မှတရင်မှု2အုပ်တပ်ဖွဲ့ဝင်3ဦးနဲ့တီဘောမျိုးနယ်မှုတို့တိစုံခဲ့တယ်လို့ TNN အဖွဲ့ကသတင်းထုတ်ပြန်ခဲ့မှုပါတယ် SSPP SSE အဖွဲ့ဟာမြန်မာနိုင်ငံမှာ2020ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းငါးစားကတက်တွေကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့ နနေ့ကအခွဲတွေထဲမှာပါဝင်ခြင်းမရှိသလို NCA စာချုပ်မှာလက်မှတ်ရေးထိုးထားမျိုးမရှိပါဘူး ISB မြန်မာ Page Deck အဖွဲ့ရဲ့ဖော်ပြချက်အရတော့ SSPP SSE ဖွဲ့ကို1980တက္ကိုနီဩဂုတ်လ16ရက်နေ့မှာဖွဲ့စည်းတည်ထောင်ခဲ့ပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းကျေးတီမြို့နယ်ဝမ်ဟိုင်းမှာဌာနချုပ်ထားရှိပြီးမိုင်းရှုကျေးတီကြောင်မဲတီဘောမိုင်းရဲတန်ရဲနမ်မတူနှန့်ခမ်းမိုးမောင်ပင်လုံးနဲ့ ရန်စောက်ဒေသတွေမှာစီးရင်လှုပ်ရှားတဲ့နနက်ကောင်အဖွဲ့ဖြစ်တယ်လို့သိရပါတယ်။ SSBB SSC အဖွဲ့ဟာနနက်ကောင်တောက်ဖွဲ့ဝင်အရေးအတွက်တပေါင်းနဲ့အထက်ရှိနေပြီးတပ်မဟာရှစ်ခုရှိပြီးတရင်30ကျော်ရှိရလို့ ISB မြန်မာ Base တက်အဖွဲ့ကဖော်ပြတဲ့အကြက်လက်တွေရသိရပါတယ်။ SSBB SSC ရဲ့ဖွဲ့ရဲ့တက်မဟာတွေကတော့တက်မဟာ1တက်မဟာ29တက်မဟာ36တက်မဟာ82တက်မဟာ84တက်မဟာ153 တက်မဟာ632တက်မဟာ902တို့ဖြစ်ပြီးဝမ်ဟိုင်းဌာနချုပ်မှာလည်းတေချာတရင်ငားရင်စုဖွဲ့ထားသလိုအဲ့ဒီတရင်တွေတဲမှာအထူးတရင်တစ်ခုလည်းပါဝင်ပါတယ်1964ခုနှစ်အေဗီလာမှာနွမ်စီယံတပ်ဖွဲ့ကနေခွဲထွက်လာတဲ့ဘွန်မိုးဟင်းရဲ့တပ်ဖွဲ့နဲ့ SSIA တို့ပူးပေါင်းက SSA အဖွဲ့ကိုထူထောင်ခဲ့ပြီးနွမ်စီယံတပ်ဖွဲ့ဟာ1958ခုနှစ်မှာတိုင်းတုံ စော်ပွားအနယ်တော်ရင်ရန်ပြည်ကိုတေချာခွဲထွက်လို့တဲ့ ရှမ်းနိုင်ငံရဲ့ခေါင်းဆောင်တွေနဲ့စုဖွဲ့ထားတဲ့တပ်ဖွဲ့ဖြစ်ပြီး SSIR ကတော့ထောင်ကွာ60ခုနေမှာဖွဲ့စည်းထားတဲ့ရှမ်းလန်းတဲ့ကအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။အဲဒီနှစ်ဖွဲ့ကိုပေါင်းပြီး SSA အဖွဲ့ကိုတည်ထောင်ရမှာမြန်မာနိုင်ငံရဲ့ပထမဆုံးသမ္မတဖြစ်သူညောင်ရှိစောပါဆက်ရှိတိုင်ရဲ့မဟာဒေဝီစက်နန်းဟိန်ကန်းပါဝင်ခဲ့ပြီး SSPB SSA ရဲ့နာယကတအူဖြစ်လာမဲ့ဆက်စီထင်တခြားရှာလန်နဲ့ကိုင်တော်လန်ရေးခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ကြာနုခွန်အောင်ပေါင်နဲ့ဆိုင်းနအောင်တို့ပါဝင်ပါတယ်။ဒါ့အပြင်နိုင်ငံရေးလက်တံဖြစ်တဲ့ SSPP ကို1980ခုနှစ်ဩဂုတ်လ16ရက်မှာ SSE အဖွဲ့အစည်းရဲ့ပထမနီလာခံကျင်းပကတည်ထောင်ခဲ့ပါတယ်။တမတဟောင်းဦးသိန်းစိန်လက်ထက်ကတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ရိအားလုံးကိုအပြည့်ရဖို့ဖိတ်ခေါ်ရှာမှာ SSPP SSE အဖွဲ့ပါဝင်ခဲ့ပြီး2012ခုနှစ်မှာပြည်내အဆင့်နဲ့ပြည်ထောင်စုအဆင့်ပနာမအပြည့်ရစာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။ SSPP SSE အဖွဲ့ဟာဘွာလနဲ့ကန်အဖွဲ့ UWSA ၊ကကြံလနဲ့ကန်အဖွဲ့ KIA ၊မိုင်းလာအဖွဲ့ NDAA ၊တောင်လနဲ့ကန်အဖွဲ့ TNN နဲ့ရခိုင်လနဲ့ကန်အဖွဲ့ MNDAA ၊ရခိုင်လနဲ့ကန်အဖွဲ့ AA တို့နဲ့မဟာမိတ်ဖွဲ့စည်းထားတဲ့လနဲ့ကန်အဖွဲ့ဖြစ်ပါတယ်။စီရေးစိတ်ဝင်စားသူတဦးကတော့ SSPP SSA ရှာလနဲ့ကောင်အခွဲရဲ့နံမြေတဲဝင်ရောက်လာတဲ့တည်ရနယ်ပလောင်တောင်ကျမ်းသူတွေကို SSBB ကတွေ့ထုတ်လိုက်တာ SSBB SSA နဲ့ RCSS SSA ရှန်လန်နဲ့ကနှစ်ဖွဲ့စလုံးဟာတမ်းမတော်နဲ့အပြည့်ခက်ရက်စဲချပြီးရှန်လန်နဲ့ကနှစ်ဖွဲ့ကတော့အခုထိညံပြေလုံနေတော့မှတခြားတစ်ဖက်မှာတော့ TNNL ပလောင်က KIA နဲ့လည်းမတည့်ဘူး MND နဲ့လည်းမတည့်ဘူးအခု SSPP နဲ့လည်း Sony ပြန်ပြီးတမ်းမတော်လည်းပလောင်ကိုအမုန်းစစ်နေတာဆိုတော့မကြခင်ပလောင်မျိုးကန်းတော့မယ်ထင်တာပဲဆိုပြီးတော့ ၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။တောင်လနဲ့ကအဖွဲ့တည်ရနဲ့နေဟာရံဘဲအဖွဲ့စီပုံမှန်များလာနေပြီးတော့ပြီးခဲ့တဲ့တင်ဘက်ကလည်း PDF လနဲ့ကအဖွဲ့တွေနဲ့အငင်းပွားခဲ့ပြီး PDF အဖွဲ့ရဲ့ပိုင်ဆိုင်မှုတွေကိုတင်ဆက်ခဲ့လို့သိရပါတယ်။ပြီးခဲ့ရက်ပိုင်းကလည်းရှန်လနဲ့ကအဖွဲ့ဟာ SSPP SSE အဖွဲ့ကနေကျွန်လိုက်တောင်လနဲ့ကအဖွဲ့တွေကိုလက်နက်တွေတင်ယူပြီးမောင်းထုတ်တာတွေရှိခဲ့ပြီးတော့အဲဒီရုပ်သံပိုင်းကိုဖော်ပြပေးလိုက်ပါရှင့်

cá nó mạnh cô nó cô con đã có này mưa khủng thế nào cá lăn đóng này mới cho mày mưa khủng thế nào mày cá nào bỏ ta ngay ừ. bỏ ta ngay luôn nhóm အခြေသားတက်လဲအောင်လဲဒီမှာတစ်စီးကျန်လေးဒီမှာဒီမှာတားတားကျန်လေးဒီမှာရှင်းမှာတစ်စီးဆောင်ဆောင်ရင်းကြီးလို့ရတယ်ရှင်းမှာတစ်စီးကျန်လေးဒီကောင်မှာကျန်နေရှိမှလည်းသွားကြည့်လိုက်

ลยลยลลลไปไปไปเขาเขาว่าว่าอุกันในลีนะเขาบอกว่างวันนั้นเนื้อหกหลังนีเหนื่อยนะใต่ดีว่าันลึกนะอ๋อใช่

ตอนกลางหูมันมีดีนาวมีมีดีนาวยาลามะไอ้เจ้า